ဒါခဲဝကြီးတမားတို့များရဲ့လက်ဆွဲတော်ဖြစ်တဲ့ဂျာမနီနိုင်ငံကထောက်တာပေါ့နော်ဒီဒီကတ်လုံကိုတကြံဝယ်ငါးနှစ်ပေါင်းကျော်ပဲပေးရနှစ်ပေါင်းပေးပေါ့နော်ဝေထားကြရစီတော့အခုကတော့ငါးပေါင်းကျော်နေပါပြီအဲ့ဒီကခဲသားမာတယ် 2B 4B 6B ကြာရောခဲသားပြုတ်တယ်ဒီနေ့ခဲရတဲ့အကြောင်းပြောကြမယ်။ရည်ဆွဲတဲ့အခါမှာ အခြေပစ္စည်းတွေကိုရွေးချယ်တတ်ဖို့ကအရေးကြီးပါတယ်။ပစ္စည်းရေတူမကောင်းရင်ပုံထွက်လည်းမကောင်းနိုင်ဘူး။ဒါကြောင့်ကိုတောင်းတဲ့ပကြီးပစ္စည်းတွေက quality ကောင်းတဲ့ပစ္စည်းတွေဖြစ်နေရမယ်။ quality ကောင်းတဲ့ပကြီးပစ္စည်းတွေနဲ့ quality ကောင်းတဲ့လက်ရာတွေကိုပေါင်းစပ်လိုက်တဲ့အခါမှာလုံလောက်ကို perfect ဖြစ်သွားတယ်။ကူမာပကြီးစားရည်နဲ့ဆိုရင်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပတ်သက်ပြီးတော့အပေါ်ကနေမှအားလုံးပါပြီးတော့တင်ထားပေးပါရစေ။ဆွေးနွေးကြရင်တော်ကြည့်လို့ရပါတယ်နော်။ ပကြီးလေးစီဝဲကိုပတ်စံမတားနိုင်လို့ဆိုရင်အနေငယ်လောက်ပဲဝဲပြီးတော့စီကန်ရှိနေစနေကြတော့မှာဘီဂင်နာတွေနေနေကတော့ကလီကောင်းတဲ့ပကြီးပစ္စည်းတွေကိုတော့မိုးလိုအပ်ပါတယ်ကျွန်းနေလာတဲ့သူတွေကရောဗာခဲတဲ့ဗာစာအုပ်တတော်ကိစ္စမရှိဘူး။ beginner တွေကရောလက်အနေထားကိုမထိန်နိုင်သေးဘူး။ဆာရွက်နဲ့ခဲတယ်နဲ့ထိတွေ့ရတာကအကျင့်မဖြစ်သေးဘူး။ပုံဆွဲလိုက်တာရဲ့လက်တုံလာမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်ဒီအားနည်းချက်ကို quality ကောင်းတဲ့ဖြစ်စီတွေကလည်းထိန်းသွားပေးနိုင်ပါတယ်။ ဆိုတော့ဒီခေတ်နာဖြစ်မယ်ဆိုရင်အရေးအတွင်းကောင်းတဲ့ပကြီးပစ္စည်းတွေကိုပဲယူရတာဒီဗီဒီယိုမှာတော့အကြံတောင်းတဲ့ခဲမယ့်အကြောင်းကိုအသေးစိတ်ရှင်းပြပေးချင်ပါတယ်။ဒါအုပ်တွေအကြောင်းတော့အပေါ်ကလည်းမှာရှင်းပြပေးထားပြီးပါပြီ။ဆက်လက်ဆိုင်တက်ကြည့်ရပါမယ်။အကြံတောင်းတဲ့စိတ်က ဒါလေးပါဒါခဲပချင်းတမားတို့များရဲ့လက်ဆွဲတော့ဖြစ်တယ်ဂျာမနီနိုင်ငံကထောက်တာပေါ့နော်ပလတီကောင်းလားမကောင်းလားဆိုတာလေခဲတဲ့ချွန်လိုက်ရမယ်ရေရိုးခဲတဲ့နဲ့မတူဘူးခဲတာညက်တာထက်ကိုသူကခဲတဲ့ရဲ့တစ်တာကအစာညက်တယ်ချွန်လိုက်ရမယ်ချော်ပြီးတော့ထွက်သွားတယ် တစ်တာကနူးညံ့တော့ခဲတဲ့ချုံနဲ့အများကြီးအားဆိုင်စရာမလိုဘူးပေါ့နော်ဘောဘောပါတယ်ခဲနေဝင်မယ်ဆိုရင်တော့တက်နိုင်တဲ့လူကတော့ဒီလိုမျိုးဆက်မချောင်းပါတယ်အကလိုက်လေးခါလဲရရဲ24ချောင်းလို့28ချောင်းလို့အဲ့လိုမျိုးအကလိုက်လေးလို့ရရဲအဲလိုအပ်တဲ့နေရာမှာဆွဲပြီးတော့တောင်းရတာပေါ့နော်မတက်နိုင်တဲ့လူကတော့ခဲတဲ့လေးချောင်းရှိနေရပါပြီအဲ့ဒါကတော့ AB 2B 4B နဲ့6ဒီဆိုတဲ့ဒီလေးချောင်းရှိရင်ပုံဒီပုံလုံးကိုဆွဲလို့ရပြီ တော့အရေးလိုချင်တော့စစ်ပြီးကိုလေးရမများထပ်ပြီးရဆွဲပေါ့နော်ကိုမတက်နိုင်လို့ဆိုရင်ဒီလေးချောင်းနဲ့ပုံပုံလုံးဆွဲရတာလေဒါကြောင့်ပစံစီဆိုရပြည်မဆွဲနိုင်ဘူးအဲဒီလိုမျိုးစင်ကြီးမပေးပါနဲ့ကိုတက်နိုင်တဲ့လောက်လေးပြပြီးရမဆွဲတာခဲတဲ့ကင်ကြီးနဲ့ပတ်သက်ပြီးတော့ဘွားလက်မှာတိစိတ်ရှင်ပြတ်ထားရှိပါတယ်ကြည့်ရတယ်တက်ကြည့်ရပါတယ်အဲ့ဒီကခဲသားမာတယ် 2B4B စစ်ပြီးရကြတော့ခဲသားပြုတ်တယ် မက်နေမက်တယ်ပေါ့နော်ဈေးနှုန်းကတော့ဒီဒီကက်လုံးကိုတကြံဝယ်ရောငါ2000ကျော်ပဲပေးရတယ်2000ကျော်ပေါ့နော်ဝယ်ထားကြရစီအခုကတော့9000ကျော်နေပါပြီဒီကက်လုံးဝယ်နိုင်ဆိုရင်အချောင်းလေးဝယ်ရောနော်တချောင်းတွေက9000ပဲအဲ၄ချောင်းဆိုရင်1000ပေါ့နော်အဲ့လိုရှိ9000ကက်တယ်ပေါ့နော်အဲဒီကျန်တော့ဝယ်တော့ကတချောင်းဝယ်ထား900 900အဲ့လောက်ပဲပေးရတယ်အဲ့တော့ကတော့ဈေးကျော်ကြည့်ရတော့ကျန်ပေါ့နော်အခုက9000ပြည့်သွားလဲဝယ်ရရဲ့ ကိုကဒီဒီဇိုင်းကိုမတုံးချင်လည်းရတယ်တခြားဒီဇိုင်းတွေတုံးချင်လည်းဆိုရင်ဒလီရောလူချိုင်းဇိုင်းရအများကြီးရှိတော့ကအဲ့ဒါလေးတွေကိုအကြည့်ပစ်စီဆိုင်မှာကိုစိတ်ကြယူပြီးရောဝယ်လို့ရတယ်အများကြီးမတက်နိုင်ဆိုရင်ခုနကပြောခဲ့တဲ့ AB 2B 4B စီဒီလေးချောင်းကိုရေပြီးတော့ပုံပေါ်လုံးကိုဖန်တီးလို့ရပါတယ်။ခဲတဲ့ဝယ်တဲ့အခါမှာပုံဆွဲရဲ့ခဲတဲ့ဖြစ်နေလို့အရေးကြီးပါတယ်။ဒီလိုခဲတဲ့အစာရည်ရဲ့ခဲတဲ့ရင်တော့ဝင်မကြပါဘူး။ အရင်တင်ကမတူဘူးဒါကြောင့်ပုံထွက်လည်းမတူနိုင်ဘူးဒီလိုခဲတာက quality မကောင်းတဲ့အတွက်ကြောင့်မလို့ပုံထွက်ညံ့ပါတယ်တောင်းလို့ဖြည့်ရတာမှလည်းချုံမွေးရလည်းမရှိဘူးသူကတောင်းပြည့်ကြည့်လို့ဖြစ်နိုင်တယ်ဒါကြောင့်ရိုးခဲတဲ့တောင်းချင်တော့ကိုကြောင့်ချင်ပါတဲ့အခါကျမှတောင်းမှာကိုလည်းရတယ်အခွေလုံးချင်လို့ဆိုရင် quality ကောင်းတဲ့ပစ္စည်းပစ္စည်းတွေကိုဝယ်တော်မျိုးတိုက်တင်ချင်ပါတယ်ဒီနေ့မှတော့ဒီလားပေါ့ဗျာနောက်ထပ်ဒီနေ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို share လုပ်တာမျိုးရှိပါတယ်စိတ်ဝင်စားရင်ဆက်ထားလုပ်ကြပါ าวิดีโอนะ้องไวดูกับนม่บ๊ายบาย